ားလုံးပဲမင်္ဂလာပါဘေးရင်ဝေးမှကျိုးတို့ပါတယ်ကျွန်တော်မနှောပေးတယ်တချို့တော့ဒဲအဒဲစင်ပြုတ်လို့တော့ရေရရာစီရင်ပြုတ်လို့တော့မကြခဏပြုတ်လို့လေးရှိတော့သူများကို ပြောကြင်ပါတယ်အဲ့ဒါကတော့လိုင်းပေါ်မှာမပြည့်စုံတဲ့ရေရရာတွေဒဲရိုက်တာတွေပညာခန်းတွေသေးသေးချာချာရှင်းရင်းလင်းလင်းမဖော်ပြထားတဲ့ ောက်ကရရရရတည်းတရိုက်တဆင်းနေရှောက်ရှောက်ပြီးမလုကြပါနဲ့ဘာကြောင့်ကျွန်တော်အဲ့ဒီလိုပြောတာလဲဆိုတော့ကိုကကံကောင်းခြင်းလို့အသိပြခြင်းလို့မစင်းသားမစင်းခြင်းပဲလုံးမိရကနေတက်ခိုက်ပြီးတော့ပိုးပြီးချင်းနေဆိုးသွားတာတည်းတွေ့နေရမြင်နေရလို့ဖြစ်ပါအဲ့ဒီလိုလုံးပြီးလို့တက်ခိုက်သွားပြီးဆိုရင်လေပြန်ပြီးဖြည့်ရှင်းတက်လာဆိုတော့ပြန်မဖြည့်ရှင်းတတ်ပါဘူး အဲ့ဒီတော့ဘာပြောကောင်းမလဲအာနိတေမပြေမချင်းခံရတော့တာပါပဲတခါကြုံဦးတဲ့လူတရားအဲ့ဒီလူက သူစီနီးနဲ့ကွဲနေတာပါအဲ့ဒါပြန်ပေါင်းရင်တော့ခြားဆရာတယောက်စီသွားပါလေဟိုဆရာကလည်းတို့လင်မယားဓာတ်ပုံတော့ကြုံမှာအရင်နေချပြီးပြီးတော့ဓာတ်ပုံတစ်ခုကိုမျက်နှာစင်းတိုင်းအပ်ပြီးတော့အိမ်ကဖျားစင်ပေါ်မှာ တင်ခိုင်းလိုက်ပါတယ် ဘုရားဆောင်ဆိုတာမမြင်ရပုဂ္ဂိုလ်ရောမြင်ရတဲ့ပုဂ္ဂိုလ်ရောဥခယနေရာဖြစ်ပါအဲ့ဒီနေရာကိုသူတို့လင်မယားတပ်ပုံကြီးရောက်သွားတော့အလိုလိုနေသူတို့လင်မယားကရှီခိုးကံပုဂ္ဂိုလ်တွေဖြစ်ကုန်ရောဆိုပါတော့ကဲအဲ့ဒီလင်မယားကံပိုးပြီးဆိုးသွားမှာလားကံကောင်းမှာလားမိစေတို့ပဲစဉ်းစားကြည့်ပြီးတော့တခါတခါအဲ့ဒီလိုမစဉ်းစားမစဉ်းကျင်မဲ့လုံမိရာကနေ ပိုးပို့ပြီးစိုးသွားတယ်ဖြစ်ဒီကအများကြီးရပါနောက်တစ်ယောက်ကညီငယ်တစ်ယောက်ဖြစ်ပါသူတို့ဇုံတွေကစိတ်ခက်မသိတော့အစင်မပြေကြပါဘူးအစင်ပြေအောင်ဆိုပြီးဘယ်ဆရာကပေးလိုက်တယ်တော့မသိပါဘူးတပူဝဲကိုသူတို့နှစ်ယောက်ပုံထက်ပြီးတော့တက်ဆင်ပါတည်းတပူဆိုတာပူထဲတဲ့နေရာ ဖြစ်ပါတယ်ကိုကအေးချင်းအောင်အစင်ပြေအောင်လုပ်မှာဖြစ်ပြီမဲ့တပူတဲ့သူကထဲခိုင်းတော့ ဲ့ဒါအဆင်ပြေမလားမပြေလားမိတ်ဆွေတို့ပဲတခြားစဉ်းစားကြည့်ပါအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘုတလောကအနုပညာနဲ့ပတ်သက်ပြီးရုပ်ရှင်သဘုတ်တုတ်ဆောင်မျိုးသမီးတယောက်ကို တက်ခိုက်ဖြစ်ရှင်းပုံကိုပညာဘုဒ္ဓအနေနဲ့ပေါ်ပြပေးခြင်းပါအဲ့ဒီမျိုးသမီးနဲ့တည်တာက၄နှစ်လောက်တရှိပြီချင်ပါတယ်ဒီနေ့ဒီနေ့တော့မဟုတ်တော့ပါဘူး2024ဆယ်လပိုင်းလောက်တုန်းက အဲ့ဒီမျိုးသမီးကဘေးတင်မေးပါတယ်ဘေးတင်မေးတော့သေးသေးငွေကြေးအလုတ်ကန်စသဖြင့်အကုန်ဟော့ပေးရတာပေါ့လေသိမကြသေးရင်ရပိုင်းကကြတော့ဆရာကြီးဆရာဒီတကဟောတာလေအရမှန်ပါလေမွေးလာကျော်ကဒီကအလုတ်ဒီကောင်းလာပါတယ်ပြောရမယ်ဆိုရင်အစဉ်ပြေးလာတယ်ပေါ့ဆရာ အဲ့ဒီလိုနဲ့ဖေဖော်ဝါရီလကုန်နမှာဒါရော့ပေးတစ်ခုကနေတင်ထားတဲ့ဟာကြည့်ပြီးတော့လက်ကောင်းအောင်ဆိုပြီးဖြောင်းနိုင်ပူတော်မိပါတယ်တိုက်ဆိုင်တာလားမသိပေမယ့်အဲ့ဒါလုတ်ပြီးကနေကအလုတ်ကိစ္စပြောထားတာဒီပြက်တယ်အလွဲလဲချော်ချော်ဖြစ်ကုန်တယ်ခင်ဗျာအဲ့ဒါတပတ်လောက်ပူတော်ပြီးတော့ကြောက်လို့ဆိုပြီးဖះမှာဆုံးခဲ့လိုက်တယ်သူကမွေးကွန်းနဲ့နမီတီစီမီကွက်မှာရေးရတာဆရာ သူမလှုပ်ထားတဲ့စီမီခွက်ရေးချစ်ထားတာတွေကိုပုံပို့လာပါတယ်အခုပြစ်ပြီးတဲ့အထီကိုလုံးဝအလုပ်တွေကလွဲချော်နေတော့မယ်ဆရာကျမမပေါ်ဆရာကြီးမလိုအပ်တဲ့လောဘတွေကြီးပြီးတော့ဖះကိုပူတော်တာပဲလေဆိုပြီးလုံမိတာအခုလိုဖြစ်ကုန်တာပဲဆရာအနေနဲ့ချစ်ပြက်လို့ရတဲ့ရာရှိချစ်ပြက်လို့ရတဲ့ရာရှိရင်ကုညီပါဦးနော်ဆိုပြီးဘိုင်ဘာကနေစာရှိကြီးပို့ထားပါတယ် ျွန်တော်လည်းလှုပ်တယ်မှာအားလက်တာနေအဲ့ဒီရုပ်ရှင်သက်ဖို့တရုပ်ဆောင်မြို့သမီးပြောထားတာဒီအကိုအညီတောက်ထားနေတယ်ကိုလွန်ခဲ့တဲ့ရက်ပိုင်းကမှ တက်ခိုက်ပြီးရှင်းရမယ့်နီးလဲရေတရားပို့ပေးလိုက်ပါအဲ့ဒီမြို့သမီးကဘုရုဟုသမီးဖြစ်ပါစီမီခွဲရေတရားကြောင့်သူမကံညက်သွားပုံသူမအပြော့အယသိရှိနိုင်ပါလေ ဒါကြောင့်အဲ့ဒီအညံ့အခိုင်များဖြစ်ရှင်းရန်အတွက်သူမမွေးနေ့နဲ့နဲ့ဗုဒ္ဓဦးနေ့ကံမြင့်ဆုံးအချိန်ဖြစ်တယ်ဗုဒ္ဓဦးနေ့9နိုင်10ခွဲအတွင်းရေမှုချိုးကောင်းလျှော်ရန်ပြီးရင်တနင်္လာသာသမီတယောက်ကိုဘုံ6ညမယ်မျိုးပန်း19ညကံကို15ညအေးရပုံမှာပန်းအုပ်တစ်လုံးဖြင့်အညွန့်နေစုပြီးချိန်ဆခိုင်းရန် ထန်းစင်ညွဇွန်ရှင်းညွလီနေဆက်တညွတို့ကိုတော့ဖြတ်အောင်မခင်ခိုင်းရင်ညာတဲ့ခင်ထားသောညွခတ်ပြားတက်တဲ့ပေါ်မှာထိုင်ပြီးတော့ဂုံတော်ကိုပါပရိသေရန်ဖြစ်ပြီးတော့18ရက်ပြည့်ရင်တော့ခင်ထားတဲ့ညွများကိုတဏီယာအပေါ်ချိတ်ထားတဲ့ညွများကိုတဏီယာမြေချောင်းထဲမှာတင်းနေတာသားသမီးကိုပြစ်ခိုင်းမှာဆိုပြီးခိုင်းလိုက်ပါတယ် ။အင်္ဂဝေဒပညာခန့်အရာဓာတ်ခိုက်ဖြေဖို့ပညာကို ဖော်ပြပေးလိုက်ပါလေ။အားလုံးမိတ်ဆွေများရှင်လဲချမ်းမြေ့ကြပါခင်ဗျာ။